ဘာလို့လဲဆိုတော့ကျွန်တော်ကိုမနေ့ကကျွန်တော် TikTok မှာကျွန်တော်တွေ့လိုက်တယ်ကျွန်တော်အဲဒီညီငယ်လေးတယောက်ပေါ့နော်လူငယ်လေးတယောက်ပေါ့သူ့အသက်က20ဝန်းကျင်ဒါမှမဟုတ်20ကျော်လောက်ပေါ့အဲသူ့အကောင့်နာမည်ကဘာလဲဆိုတော့နော်မြက်မြက်အာဘူရမစ်ဘူဒစ်နော် M O Y A T မြက်ဘူရမစ်ဘူဒစ်အဲ့ဒီအကောင့်နာမည်နဲ့လူငယ်လေးတယောက်ကကျွန်တော်ကိုလာပြီးတော့မေးခွန်းမေးသွားတယ်ရှင်းပြောရင် तू ကကျွန်တော်ဟုတ်အရင်ကကျွန်တော်ဗီဒီယိုတစ်ခုမှကျွန်တော်မေးထားတယ်မလားမင်းတို့ ဂေါရမနို့ဂေါရမမြတ်စွာဘုရားမင်းတို့မမွေးခင်မင်းတို့ဘလူရှစ်ခိုးလဲဘာညာဆိုတဲ့မေးခွန်းပေါ့နော်အဲ့တော့သူဖြေသွားတဲ့အဖြေတွေကတော့ကျွန်တော်ကတော့ကျွန်တော်အဲ့ကိုကျော်ကြီးရောအဲ့လူငယ်လေးရောသူတို့ကျွန်တော်မေးတဲ့မေးခွန်းတို့သူတို့ဖြေတဲ့အချိန်မှာသူတို့အများနဲ့ဘလူဖြေလဲဆိုတော့သူပါဠိစကားလုံးတွေသူတို့ရောရောပြီးတော့ထည့်ပြီးဖြေဖြေသွားတယ်ကျွန်တော်ပြောတာကလူတွေအားလုံးနားလဲအောင်မြန်မာစကားနဲ့ပဲပြောပါနော်ပါဠိစာတွေရောမထည့်ပါနဲ့အခုကျွန်တော်ကျွန်တော်ရဲ့ရှင်းပြချက်တွေမှာလဲကျွန်တော်ဗမာစကားနဲ့ပဲကျွန်တော်ပြောတာကျွန်တော် RB စကား RB စာတွေကိုကျွန်တော်ရောညံ့ပြီးမပြောဘူး ဲ့တော့ကျွန်တော်အဲ့လိုရောညံ့ပြပြောလိုက်ရင်လူတိုင်းနားမလဲဘူးရှင်းပြတိုင်ပတ်နေတယ်ဘောပေါ့လားမင်းတို့ဖြေတဲ့သူတို့ဖြေတဲ့အဖြေတွေကတိုင်ပတ်နေတယ်ရှင်းပြောရင်ဟိုလူလူဘယ်လဲလူရင်းကိုမရောက်ဘူးဖြေတယ်သိရမလားအဲ့တော့အဲ့ညီငယ်လေးကဗာမေကိုမေးွားလဲဆိုတော့နော်အဲ့ဒီအကောင့်နာမည်နဲ့ညီငယ်လေးကမေးကိုမေးွားတာဗာမေကိုမေးွားလဲဆိုတော့ဖန်ဆင်းရှင်ကိုဘယ်လူကဖန်ဆင်းလဲလဲသူမေးွားတာနော်ဖန်ဆင်းရှင်ကိုဘယ်သူကဖန်ဆင်းတယ်လဲပြီးတော့အဲမစင်မှာရှိတဲ့ဒီဒီကျွန်တော်တို့လူမစင်မဲ့ဖြစ်ဖြစ်တလိမ့်ဆန်တွေကမစင်မှာဖြစ်ဖြစ်ရှိတဲ့လောက်ပိုးကောင်တွေကို နော်လောက်တွေပိုးကောင်တွေကိုဘာကြောင့်ဖန်ဆင်းရှင်ကဖန်ဆင်းရလဲဒါတွေကမလို့အပ်ဘူးပေါ့သူပြောနေတယ်တဘောကโอเคအားနဲ့ပတ်သက်ပြီးလေမင်းကဗမာလူပဲကောင်းရှင်းပြလိုက်မယ်နော်ဗမာလူပဲရှင်းပြမယ်ငါမင်းတို့လို့အဲ့ဒီပါဠိစာတွေရောညပြီးသိရမလားလူနားမလဲအောင်ငါမပြောဘူးငါလူနားလဲအောင်ပဲငါပြောတတ်တယ်နော်အခုမင်းတေချာလေးမင်းနားတော်ပါသီလားနော်အဲ့မြက်မြက်ဘူရမစ်ဘူဒစ်ရဲအကောင့်နာမင်းနဲ့ညီငယ်လေးအဲ့တော့မင်းကငါပြောချင်တာကငါတို့ဒီငါတို့လူသားတွေဒီအဖန်ဆင်းကံနေဖြစ်တယ်အဲ့ဒီအတိုင်းပဲ ဒီကမ္ဘာလောကကြီးမှာရှိတဲ့တိရစ္ဆာန်တွေလည်းအဖန်ဆင်းခံပဲဘာတိရစ္ဆာန်ပဲဖြစ်ဖြစ်မြေမင်းတိရစ္ဆာန်ဟိုငါတို့အခုလက်ရှိမြင်နေရတဲ့တော်ရန်တိရစ္ဆာန်ပဲဖြစ်ဖြစ်ဒါမှမဟုတ်နောက်ဆုံးလောက်တွေပိုးကောင်တွေကအစအကုန်လုံးကဖန်ဆင်းခံနေဖြစ်တယ်နော်ဒီကမ္ဘာမြေဒီကမ္ဘာမြေဒီကမ္ဘာလုံးကြီးကလည်းဒီကမ္ဘာမြေပြင်ကြီးကလည်းဖန်ဖန်ဆင်းခံဖြစ်တယ်သူ့ကိုဖန်ဆင်းတဲ့နော်ဖန်ဆင်းတဲ့ပုံကိုဒါမှမဟုတ်ဖန်ဆင်းတဲ့ပုံကိုဆိုတာသူ့ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ရှိတယ်ပေါ့နော်ဒီကမ္ဘာမြေပြင်မှာရှိတဲ့တောတွေတောင်တွေနော် တောင်းတွေတောင်းတွေတပ်ပေနေပေလေတွေမြင့်တွေတမုတ်တရားတွေအားလုံးအားလုံးကအကုန်လုံးဟာအဖန်ဆင်းခံနေဖြစ်တယ်သူတို့ကိုဖန်ဆင်းထားတဲ့ပုံကိုဆိုတာရှိတယ်ဖန်ဆင်းရှင်ပေါ့နော်ငါတို့မင်းတို့အဝန်နေမင်းတို့အခေါ်ဝန်တွေကတော့မင်းတို့ကတော့ဟိုမင်းတို့ဗမာတွေကတော့ဖျားလို့ခေါ်တာပေါ့နော်မင်းတို့ရှ िख ိုးတဲ့အရာတွေကိုငါတို့ကတော့ငါတို့အောက်လာလို့ခေါ်တယ်အောက်လာနော်ခရစ်ယာန်မှာတော့သူက God လို့ခေါ်တယ်အဲ့တော့ငါပြောချင်တာကဖန်ဆင်းဖန်ဆင်းခံထားတဲ့အရာမအရာမနဲ့မြတ်ကအချိန်တိုင်းပြည့်စည်တယ်နော်သူ့မှာအချိန်တစ်ခုရှိတယ် ်သူကဖြစ်လာမယ်ဖြစ်လာပြီးသူကပျက်စီးမယ်နော်အဲ့တော့သူ့ကိုဖြစ်လာအောင်လှုပ်တာလေဖန်ဆင်းရှင်ကလှုပ်တာပဲသူ့ကိုပျက်စီးသွားအောင်လှုပ်မှာလေဖန်ဆင်းရှင်ကပဲလှုပ်မှာပဲဘောပေါက်လားကပြောတာအဲ့တော့ဖန်ဆင်းခံမန္တမြကဖန်ဆင်းခံရတဲ့အရာမန္တမြကပျက်စီးမှာပဲအခုလူသားကိုပဲကြည့်ငါတို့မွေးလာတယ်အချိန်တိုင်းငါတို့သေမယ်ငါတို့အိုဝါမယ်နာမယ်အိုမယ်နာမယ်ပြည့်သေမယ်အဲ့ဒီအတိုင်းပဲကဘာမြေကြီးရဲ့အချိန်တိုင်းပျက်စီးမှာပဲအဲ့ကဘာမြေကြီးအတွင်းထဲမှာရှိတဲ့ဒီတမုတ်တရားတွေပင်လယ်တွေအပင်တွေနော်တော့တော်တွေတောင်းနေအကောလုံးကပျက်စီးမဲ့အရာတွေပဲဒါတွေအချိန်အချိန်တိုင်းပျက်စီးမှာ နော်ဒါမင်းတို့မင်းတို့ဗုဒ္ဓဘာသာမှာလည်းဒီယုံကြည်မှုကရှိပြီသားကဘာကြီးကတရင်တဲ့တစ်ချိန်ကျမှပျက်စီးမယ်ခရစ်ယာန်ဘာသာမှာလည်းဒီယုံကြည်မှုကရှိပြီသားဟိန္ဒူဘာသာမှာလည်းဒီယုံကြည်မှုကရှိပြီသားအဲ့တော့ငါပြောချင်တာကဘာလဲဆိုတော့မင်းတည်ထားဖို့ကအဖန်ဆင်းခံပါလိမ့်မယ်ဒီအချိန်တိုင်းပျက်စီးမယ်ဒါပေမဲ့အဖန်ဖန်ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကတော့ဘယ်တော့မှမပျက်စီးဘူးသူဒီသာဝရရှင်တန်နေတဲ့အရှင်ဖြစ်တယ်သာဝရရှင်တန်နေတဲ့ဖန်ဆင်းရှင်ဖြစ်တယ်သူ့မှာတေခြင်းနာခြင်းအိုခြင်းမရှိဘူးနော်သူ့မှာတေခြင်းနာခြင်းအိုခြင်းမရှိဘူးနော် အဖန်ဆင်းခံကိုဘလူဖန်ဆင်းလဲလို့အဲ့ဒီမေးခွန်းကိုမင်းမမေးခင်တည်းကနော်မင်းမမေးခင်တည်းကမင်းမမေးခင်ပေါ့နော်အဲ့ဒီမေးခွန်းကိုမင်းမမေးခင်မင်းကိုမင်းအရင်ပြန်မင်းမင်းကိုဘလူဖန်ဆင်းတယ်လေမင်းခန္ဓာကိုယ်ထဲမှာရှိတဲ့အတက်နဲ့ဝိညာဉ်ကိုဘလူဖန်ဆင်းတယ်လေအဲ့တော့မင်းပြန်မင်းဒီကနေ့တိတ်ပင်တိတ်ပင်ပညာရှင်တွေကလေ့လာကြရနော်လူအခုအခုလူလူသားဖြစ်ပေါ်လာပုံပေါ့နော်အခုလူတွေကဘိုက်ထဲမှာဘယ်ကနေစသေးတယ်လေနင်းယောက်ျားအဒီဒီအဖိုးနဲ့အမဆက်ဆက်တယ် ီးတော့တို့ရဲ့အဲ့တုတ်ရည်ကတစ်စနော်အဲ့တုတ်ရည်လေးကတစ်စဘာဖြစ်သွားဆိုတော့သွေးခဲဖြစ်သွားတယ်သွေးခဲရတစ်စသွေးခဲအသေးလေးရတစ်စအဲ့သွေးခဲတက်တက်လေးပေါ့နော်အဲ့သွေးခဲတက်တက်လေးရတယ်သွေးခဲအကြီးဖြစ်သွားတယ်အဲ့ဒီအကြီးအကြီးကနေပြီးတော့လက်တွေခြေထောက်တွေထွက်လာတယ်နော်ပြီးတော့မှခေါင်းတွေနော်ကိုယ်တွေအဲ့လိုထွက်လာပြီးတော့မှပြီးတော့မှအသက်ဝိညာဉ်ကိုဖန်သေးရှင်ကထည့်ပေးတာအဲ့ဒါကိုနော်ဒီကနေ့တိတ်ပြပညာရှင်တွေကလေ့လာတွေးကြည့်တဲ့အရာတို့လေတို့လေ့လာတွေးရှိတဲ့ပုံစံနဲ့မတို့ရဲ့ကျမ်းတော်မြတ်အလ်ကူရာမှာနော်ရစ်ဘလဲဖော်ပြထားတဲ့ပုံစံနဲ့ကအတူပဲဖြစ်နေတယ် ဲ့တော့ကျန်းတော်မြတ်ကိုရံနဲ့တိတ်ပန်အခုတိတ်ပန်ပညာရှင်တွေလိလာတွေ့ရှိမှုတွေကလောက်အောင်သွားပြီးတူနေတယ်အမြတ်တော်တော်များများတူတာကွာမတူတဲ့အရာဆိုတော့မရှိသလောက်ပဲအဲ့တော့ဒီအရာတွေကတသက်ပြနေတယ်ဘောပေါ့လားဒီကနေ့လူသားတွေနှစ်30နှစ်40နှစ်100လောက်မှမှဒါဒီအကြောင်းတွေကိုတို့ကသိလာတာဒါပေမဲ့ငါတို့ရဲ့ကျန်းတော်မြတ်အလကောရံကဟိုနှစ်ပေါင်း1400အရှင်တွေကဒါတွေကိုပြောပြီးသားနော်ငါတို့ရဲ့တော်တော်များများကြီးက foundation ရဲ့ foundation ရဲ့တစ်ဆင့်ဗျာဒိတော်နော်ဗျာဒိတော်ဟိုဝါယူပေါ့နော်ငါတို့အစ္စလမ်တွေခေါ်တာဝါယူပေါ့အဲ့ဒီကတစ်ဆင့်နော်သူကဒါတွေကိုဒီ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  လူသားသူ process ပေါ့နော်လူတယောက်မွေးလာဖို့တော့ process ဘယ်လိုဖြစ်ပေါ်လာလဲအဲ့ဒါတွေအားလုံးကိုနော်ကျမ်းတော်မြတ်ကိုယ်တော်မှာအကုန်လုံးဖော်ပြဖော်ပြပြီးသားအဲ့တော့မင်းတို့ဗုဒ္ဓဘာသာမှာအဲ့လိုဖော်ပြထားတာရှိလားမင်းတို့ဗုဒ္ဓဘာသာမှာတဲစာထဲမှာရှိတဲ့အရာတွေနဲ့ဒီကနေ့တိတ်ပက်ပြနေချင်းတွေတွေ့တဲ့အရာတွေနဲ့ဘယ်နေရာမှာတိုက်ဆိုင်မှုတွေရှိလဲဘယ်နေရာမှာတူနေတူနေလားလို့ရှိတယ်ရှိရင်ငေါ့တက်တယ်ဗျအဲ့တော့လက်ရှိငါတို့ဒီငါတို့စီးနေတဲ့ကားတွေစိုက်ကယ်တွေနော်ကားတွေစိုက်ကယ်တွေနော်ငါတို့သုံးနေတဲ့ဖုန်းတွေလက်တော်တွေအဲ့ဒါတွေအားလုံးကလည်း တီထွင်တဲ့လူရှိလို့ဖြစ်လာတာဒါပေမဲ့အဲ့ဒါတွေအားလုံးကလည်းအချိန်တိုင်းပျက်စီးမှာပဲပျက်စီးမှာပဲဘာကြောင့်ဆိုတော့သူ့ကိုငါတို့ကတီထွင်ထားတာနော်ဖန်ဆင်းရတယ်တီထွင်ထားတယ်မတူဘူးနော်ဒါပေမဲ့ငါတို့လူသားတွေတီထွင်ထားတဲ့အရာတွေကလည်းအချိန်တိုင်းပျက်စီးမှာပဲမပျက်စီးရအရာဆိုတာမရှိဘူးကားလည်းအချိန်တိုင်းအချိန်တိုင်းနှစ်ဘလောက်ဆယ်နှစ်အနည်း၃၀နှစ်၃၀ပျက်စီးမှာပဲအဲ့နော်အဲ့ဒီတိုင်းပဲအရာဝတ္ထုတွေအားလုံးမဟုတ်နော်အကုန်လုံးကပျက်စီးမှာလူသားတွေတီထွင်ထားတဲ့အရာတွေကလည်းပျက်စီးမှာပဲအချိန်တိုင်းမပျက်စီးရအရာဆိုတာမရှိဘူးဒီကမ္ဘာလောကကြီးမှာနော်အကုန်လုံးက ငါတို့စားတောက်နေတဲ့အစားတောက်လဲနော်အတီးနံနေလဲတပတ်တပတ်သုံးပတ်ဆိုရင်သွားပြီးပုတ်သွားပုတ်သွားပြီးအတီးရအဲ့ဒီအတိုင်းပဲငါတို့ဒီလူသားတွေလက်ရှိနော် process food ပေါ့နော် process food တပတ်ကတို့လူသားတွေအခုလောက်တဲ့ biscuit တို့ chocolate တို့ကလည်းအချိန်တိုင်းတို့မှာ expire date ဆိုတာရှိတယ်နော်အချိန်တိုင်းတို့ကပြည့်စည်မှာပဲတို့မှာ date ရှိတယ်ကုန်ဆုံးတဲ့ date ဆိုတာရှိတယ်အဲ့တော့အရာအားလုံးကတက်ရှိမှန်နေမြဒါမှမဟုတ်လူတွေကတီထွင်ထားတဲ့အရာမှန်နေမြလက်ရှိကဘာကြီးမှာရှိတဲ့တက်ရှိမှန်နေမြအရာအားလုံးကလည်းအခုလောက်ကပြည့်စည်မှာ ဲ့မှာဖန်သင်းရှင်ဆိုတာက तू ကဘယ်တော့မှမပြည့်စည်ဘူး तू ကသာဝရဖန်သင်းရှင်ဖြစ်တယ်နော်သာဝရဆိုတဲ့ကမင်းတဘောပေါက်ပေါ့ကွာတဘောပေါက်လား तू မှပြည့်စည်ခြင်းဆိုတာမရှိဘူးနော် तू ထက်အရင်ဆိုတာလည်းမရှိသလို तू ထက်နောက်ဆိုတာလည်းမရှိဘူးနော်အဲ့တော့အရာအလုံးက तू ဖန်တီးလို့ဖြစ်လာတာအခုမင်းပြောတဲ့ဒီဘာလဲနော်ဒီဒီမစင်ပေါ့နော်မစင်မှရှိတဲ့လောက်ကောင်နေမလို့အပ်ပဲဘာကြောင့်ဖန်သင်းလဲဆိုတော့ဟာမလို့အပ်ပဲဖန်သင်းတဲ့အရာဆိုတာမရှိဘူးမင်းလေးလားနော်ဒီကနေ့တိတ်ပြပညာရှင်တွေကအကုန်လုံးလိုက်လေလာနေတယ်ဘာလို့ဆိုတော့အကြောင်းပြချက်ရှိလို့ ဒါတွေကဖြစ်လာတာဒါတွေကိုဖန်ဆင်းရှင်ကဖန်ဆင်းထားတာလိုအပ်လို့ဖန်ဆင်းထားတာမလိုအပ်ဘာဖန်ဆင်းဘူးဒီကနေ့ငါတို့ဘိုက်ထဲမှာတော့မှာတော့ဘိုက်ထဲမှာတော့မှာငါတို့ရဲ့ဒီ1ဘိုက်ထဲမှာတော့မှာပိုးမွားတွေရှိတယ်နော်အဲ့ဒီပိုးမွားတွေကအပြင်ကဝင်လာတဲ့ပိုးမွားတွေကိုပြန်တိုက်ထုတ်တယ်တဘောကွာငါတို့ရဲ့ကိုခံအားဆိုတာကငါတို့အတွင်းထဲမှာရှိတဲ့ပိုးမွားတွေပဲအဲ့ဒီပိုးမွားတွေကငါတို့ရဲ့ကိုခံအားပဲနော်ငါတို့အစားတောက်စားနေတယ်အဲ့ဒီအစားတောက်တို့ရောလည်းစားတယ်အဲ့တော့ပြန်လေ့လာဖို့ကွာငါပြောတာတဘောပေါ့လားငါလည်းတိတ်ပြပြချင်းတောက်တော့ဖို့ဘူးဒါပေမဲ့ မလစ်လာပဲစကားတခုမပြောနဲ့ကွာငါညီတမေတော့ပေါ့လားအရာအားလုံးကလိုအပ်လို့ဖန်သင်းရှင်ကဖန်သင်းထားတာနော်ဖန်သင်းရှင်ကဘသူဖန်သင်းလဲဆိုတော့မေးကိုမေးမမေးခင်မင်းဘလို့ဖန်သင်းလဲဆိုတော့မင်းအရေးစင်းသားမင်းဘလို့ဖြစ်လာလဲဆိုတော့မင်းအရေးစင်းသားနော်နောက်တစ်ခုဂေါရမပြတ်စွာဘုရားကလည်းမင်းတို့ဘုဒ္ဓဘာသာဝင်တွေကိုမပြောခဲ့ဘူးငါဒီမင်းတို့ရဲ့ဘုရားပါငါ့ကိုရှခိုးပါလို့ तू မပြောခဲ့ဘူးတိုက်တဲ့ကျမ်းစာမှာမင်းငါ့ကိုတတ်တေထောက်ထားတယ်ပြ तू आ तू तू को तू ဖျားလို့ဝေခံပြီးတော့သူ့ကိုရှခိုးပါလို့ပြောထားတဲ့အစာရှိငါ့ကိုပြတတ်တေပြဘောပေါလာကပြောတာ ကဲဒီလောက်ပဲငါတိုးရေးလို့ရမယ်ငါပြောမယ်ဘာအချိန်ရမရတော့ဘူးဗီဒီယို7မိနစ်ပဲအချိန်ရတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ညီကျွန်တော်မွတ်စလင်ညီကောင်မတွေအားလုံးကျေးဇူးပြုပြီး share ပေးကြပါနော်โอเคအားလုံးကျေးဇူးတင်ပါတယ်အေးအဲ့ဒီဗာလဲမြတ်မြတ်ဘူရမစ်ဘူဒီဆိုတဲ့အကောင့်နာမည်နဲ့ညီလေးမင်းကမေးမယ်နော်မင်းမေးကိုငါဖြည့်ဖြည့်ဖြည့်တဲ့လောက်ငါဖြည့်ပြီးသွားပြီအဲ့တော့မင်းကအခုမေးမယ်မင်းတို့ဘောရမမြတ်စွာဘုရားမတိုင်ခင်နော်သူမမွေးလာခင်အရင်ကမင်းတို့ကရတဲ့တွေကိုကိုးကွယ်တယ်ဆိုတော့နော် အဲ့ဒီရတဲ့တွေကတော့ဘလို့ကိုးကွယ်လဲပြောကဲမင်းတို့အဲ့ဒီမင်းတို့ကိုးကွယ်ခဲ့တဲ့ရတဲ့တွေကလည်းတေသွားပြီမင်းတို့မဂေါ်မန်မြတ်စွာဘုရားကလည်းတေသွားပြီအဲ့တော့သူတို့ကတေချင်းတရားနဲ့ရင်ဆိုင်ရပြီဆိုတော့ကသူတို့ဒီသူတို့ဒီပျက်စီးခြင်းနဲ့ရင်ဆိုင်ရတာပဲပျက်စီးခြင်းနဲ့ရင်ဆိုင်ရတဲ့အရာတွေအားလုံးကဖန်အဖန်စည်းခံလို့ခေါ်တယ်ဘောပေါလားသူတို့ကထာဝရမဟုတ်ဘူးထာဝရရှင်တန်တည်တဲ့အရာတွေမဟုတ်ဘူးเนาะအဲ့တော့ထာဝရရှင်တန်တည်တာဒီဖန်သင်းရှင်ပဲဖြစ်တယ်เนาะအဲ့တော့မင်းတို့ဂေါ်မန်မြတ်စွာဘုရားကလည်းထာဝရရှင်တန်တည်တဲ့ပုံကုံမဟုတ်ဘူး အဲ့တော့တူဒီဖန်နေရှင်ဘလို့မှမဖြစ်နိုင်တူဒီအဖန်ကြီးခံပဲဖြစ်တယ်အဲ့ဒီတိုင်းပဲသူ့အရှင်အရင်ကလည်းမင်းတို့ကပြောတယ်မင်းတို့ပြောတော့မင်းတို့မင်းတို့မှာမင်းတို့ဗုဒ္ဓဘာသာဝင်တွေအများဆုံးပြောတာကမင်းတို့မှာဘုရားတစုပဲရှိတယ်မင်းတို့ပြောတော့ဘုရားတစုပဲရှိတယ်လို့ပြောတယ်ပြီးတော့မင်းတို့ရှ िख ိုးတော့မင်းတို့ပြောတော့ဂေါရမမြတ်စွာဘုရားမတိုင်တည်းကယတိတွေကိုရှ िख ိုးတယ်အချို့ကလည်းငါ့ကိုလာပြီးမက်မှလာရေးတယ်ဂေါရမမဂေါရမမြတ်စွာဘုရားမမွေးခင်အရှင်ကဘုရားနှစ်ပါးရှိခဲ့တယ်ပြီးတော့ဂေါရမမြတ်စွာဘုရားအခု꽌လူပြီးနောက်ပိုင်းမှာလည်းဘုရားဘုရားနောက်နောက်ဆုံးဘုရားထပ်ပွင့်အောင်မယ်မင်းတို့ပြောတဲ့ဘာလဲအရိမြတ်တရားဘုရားလာပါလေအဲအဲ့ဒီဘုရားထပ်ပွင့်အောင်မယ် ဲ့တော့မင်းတို့ပြောတော့ဖះကတစုတည်းရှိရပြောတယ်ပြီးတော့မင်းတို့ဖះက၄၅ရောက်ဖြစ်နေတယ်ဘလို့ဖြစ်တာလဲဟမ်မင်းတို့ကဘလို့နောက်လိုက်လဲအဲ့ဆိုရင်မင်းတို့ဘယ်ဖះရဲ့နောက်ကိုလိုက်မှာလဲပြောမင်းတို့အဲ့မင်းတို့ကိုးကွယ်တဲ့ဖះတွေကိုယ်တိုင်ကကနော်သူတို့ကိုယ်တိုင်ကတရားထိုင်ပြီးအမှန်တရားကိုသူတို့ကိုယ်တိုင်တရားထိုင်ရတဲ့အကြောင်းရင်းကဘာလဲအမှန်တရားကိုရှာတာအလေးအံကိုရှာတာအဲ့တော့အမှန်တရားနဲ့အလေးအံကိုရှာတယ်ဆိုတော့ကသူတို့ကိုယ်တိုင်ကသူတို့ကိုဘလူဖန်ဆင်းလဲဆိုတော့သူတို့ရှာနေတာသဘောပေါက်လားအဲ့တော့သူတို့ကိုယ်တိုင်ကသူတို့ကိုယ်တိုင်ကသူတို့မှာပြော့ကွက်တွေရှိတယ်ပြော့ကွက်ရှိပြီဆိုတော့ကသူဒီဖះမဖြစ်နိုင်ဘူး ဖယားဆိုကလေးကထာဝရရှင်တန်ကမယ်ဖယားဆိုကလေးကအိုကြီးနာကြီးနဲ့ကင်းမဲ့ရမယ်အိုကြီးနာကြီးမရှိရဘူးတေကြီးလည်းမရှိရဘူးထာဝရရှင်တန်နေရမယ်အဲ့ဒါမှဖယားလို့သတ်မှတ်တယ်အခုမင်းတို့ရှ िख ိုးနေတဲ့အရာတွေအားလုံးကထာဝရရှင်တန်နေတဲ့အရာတွေမဟုတ်ဘူးနော်ဖြစ်လာတယ်ပြီးတော့သေသွားတယ်ငါတို့လူတွေရုပ်ပုံမှန်ငါတို့ငါတို့လိုပဲပေါ့ကွာငါတို့အသက်ငါတို့မွေးလာတယ်မွေးပြီးငါတို့သေတယ်အဲ့တော့မွေးပြီးတော့သေတယ်ဆိုတဲ့ကွာအဲ့ဒါကထာဝရဘုရားတခင်မဖြစ်နိုင်ဘူးအဲ့ဒါဒီ လူသားပဲအဖန်ဆင်းခံပဲဖြစ်တယ်နော်လဘွားလူတယောက်ကကောက်အုပ်တီထွေနေအဲအဲ့ဒီပုံစံမျိုးပဲအဖန်ဆင်းခံကဖန်ဆင်းလိုက်တဲ့လူပဲနော်အဲ့တော့ငါပြောတာကသူဒီထာဝရဘုရားမဟုတ်ဘူးထာဝရရှင်တန်နေတဲ့အရာမဟုတ်ဘူးနော်အဲ့တော့သူ့မှာပြောခွက်ရှိတယ်ပြောခွက်ရှိတယ်ဆိုတော့သူကဘုရားမဟုတ်ဘူးနော်နောက်တစ်ခုကဘာလဲဆိုတော့မင်းတို့ဂေါရမအမျက်စွာဘုရားရဲ့အသက်ကိုဘလို့နှုတ်တာလဲသူရဲ့အသက်ကိုနှုတ်တဲ့လူရရှိရမယ်ဟုတ်လား ငါတို့လူသားတွေတည်ရဆိုတာကငါတို့အသက်နှုတ်တဲ့ပုံကိုရှိရလေအဲ့တော့အဲ့ဒီအသက်နှုတ်မဲ့ပုံကိုကိုအမိတ်ပေးတာဘလူပေးတာလဲအသက်နှုတ်ဖို့တော့ကဲမင်းတို့ကမမျက်စောဖះကโอเค तू อ่ะဖះဖြစ်တယ် तू ကတကိုးရှိရဆိုရင် तू အသက်လာနှုတ်လို့မရဘူးလေဟုတ်တော့လား तू အသက်လာနှုတ်တဲ့လူကို तू ပြန်ပြီးတော့အမိတ်ပေးလို့ဟဲ့မင်းကအသက်မနှုတ်တဲ့ငါငါဖះဖြစ်တယ်ဟုတ်တော့လားအဲ့လိုပြောလို့ရရလေဟုတ်လားမဟုတ်လားအခုက तू အသက်ကိုလာနှုတ်တဲ့လူတော့မှ तू อ่ะ ဘာမှလုပ်လို့မရဘူးဘာလို့မရဆိုတော့အဲ့သူ့အတက်ကိုလာနှုတ်တဲ့လူကသူ့ထက်အဆင်မြင့်လို့ပဲနော်သူ့အတက်ကိုလာနှုတ်တဲ့လူကသူ့ထက်အဆင်မြင့်လို့သူ့အတက်ကိုနှုတ်ယူလို့ရတာအဲ့တော့မင်းတို့ဖျားဆိုပြီးရှ िख ိုးမယ်ဆိုရင်ဂေါရမမြတ်စွာဘုရားရဲ့အတက်ကိုနှုတ်တဲ့လူကိုသွားရှ िख ိုးဂေါရမမြတ်စွာဘုရားကိုရှ िख ိုးမယ်အစားဂေါရမမြတ်စွာဘုရားရဲ့အတက်ကိုနှုတ်ယူတဲ့လူကိုမင်းတို့သွားပြီးရှ िख ိုးဘာလို့လဲ तू ကပို့ပြီးအဆင်မြင့်တယ်ဂေါရမဘုရားထက်မင်းတို့ဂေါရမမြတ်စွာဘုရားထက် तू ကပို့အဆင်မြင့်တယ်ဘာကြောင့်လဲမင်းတို့မင်းတို့ဂေါရမမြတ်စွာဘုရားရဲ့အတက်ကိုတော့ तू ကနှုတ်ယူရိုင်းနေဆိုတဲ့ကွာဟုတ်တော့မလား तू အဆင်ရပို့မြင့်တယ်လေကွာ ဟုတ်လားမဟုတ်လားငါပြောတာဟမ်ကဲစဉ်းစားပေါ့ကွာငါပြောတာဘောပေါ့လားအဲ့တော့ channel အပိုင်းတွေကတော့ကွာငါပြောတာမင်းတို့ရဲ့ဖြည့်ရှင်းချက်တွေပေါ့နော်ဒီကိုကျော်ကြီးပဲဖြစ်ဖြစ်ဒါမှမဟုတ်မင်းအခုအခုနငါပြောတဲ့လူငယ်မင်းခြားတိတ်ပေါ့နော်မင်းတို့ရဲ့ဖြည့်ရှင်းချက်တွေကတိုင်ပတ်နေတယ်တဲ့မဘာတွေပြောလို့ပြောနေမှလည်းငါလည်းမသိဘူးပါဠိစာတွေကိုရောရောကောမောကောအကုန်ပြောတာတဲ့မအဲ့တော့ငါပြောတာရှင်းရှင်းလင်းလင်းငါ့လိုဗမာစကားကိုပြောလူတိုင်းနားလည်အောင်မင်းတို့ပါဠိစာတွေနဲ့ဂျမ်းကြပြီးမပြောနဲ့လူတွေနားမလည်ဘူးငါလည်းနားမလည်ဘူးဘာလို့ငါလည်းပါဠိစာတင်ထားမှာမဟုတ်ဘူးနော် ဲ့တော့ငါလည်းငါပြောတဲ့စကားတွေမှာငါအာလီဘီစာတွေငါရောင်းချက်ပြီးပြောရင်မင်းတို့လည်းနားလည်မှာမဟုတ်ဘူးဟုတ်လားမဟုတ်လားအဲ့တော့လူနားလည်အောင်ပြောဖို့ကတဘောပေါ့လားလူနားမလည်အောင်မပြောနဲ့ငါပြောတာနော်အဲ့တော့နောက်တစ်ခုကမင်းတို့ပြောတဲ့ဗလဲဒီငရဲပြည်နဲ့နှက်ပြည်ငရဲပြည်နဲ့နှက်ပြည်ဆိုတာကမင်းတို့ဂေါရမမြတ်စွာဘုရားမမွေးခင်ကတည်းကဒီငရဲပြည်နှက်ပြည်ဆိုတာရှိပြီးသားအဲ့တော့အဲ့ဒီငရဲပြည်နဲ့နှက်ပြည်ကိုဘလူကလောက်တာလဲကဲအဲ့တော့မင်းတို့အဖြေရှာပေးငါ့ကိုဘလူလောက်တာလဲတူအောင်သူဖြစ်လာတယ်မပြောနဲ့နော်တူအောင်သူဖြစ်လာတဲ့အရာဘယ်ရာမှမရှိဘူးနော် သူကသူဖြစ်လာတဲ့အရာဘယ်အရာမှမရှိဘူးနော်တဘာဝဆိုတာဘယ်အရာမှမရှိတဘာဝဆိုတာဒါမင်းတို့ကမင်းတို့သုံးတဲ့စကားလုံးတဘာဝဆိုတာကတကယ်တော့တဘာဝဆိုတာမရှိဘူးနော်ဒါမင်းတို့ကဖန်သေးရှင်ကိုမင်းတို့ကဖီဆန်ဖို့အတွက်မင်းတို့သုံးနှုံတဲ့စကားလုံးဖန်သေးရှင်ကိုမင်းတို့လက်မခံတဲ့ပုံမှာသူ့ကိုဖီဆန်ဖို့အတွက်မင်းတို့ကတဘာဝဆိုတဲ့စကားလုံးကိုမင်းတို့ကသုံးတာတကယ်တော့ကျတော့တဘာဝဆိုတာမရှိဘူးနော်မရှိဘူးတဘာဝအလျောက်ဖြစ်လာတဲ့အခုအဲ့လိုဆိုအဲ့လိုပြောချင်တာဆိုရင်ကွာမင်းကလည်း ငါတို့နေတဲ့အိမ်တွေငါတို့စီးတဲ့ကားတွေကလည်းတပွားပွားအလျောက်ဖြစ်အောင်မဟုတ်ကွာဘာဖြစ်လို့လူတွေလုံမှဖြစ်လာလားဟုတ်လားလူတွေလုံလို့ဖြစ်လာတဲ့အရာတွေရှိသလို foundation ကလုံလို့ဖြစ်လာတဲ့အရာတွေရှိရဲ့ဒါပေမဲ့လူတွေနဲ့လူတွေလုံလို့ဖြစ်တဲ့ဖြစ်တဲ့အရာတွေက foundation ကဖန်ဆင်းထားတဲ့အရာတွေကိုအပေါင်းချပြီးတော့မှလူတွေကဒါတွေကိုလုံတာဥပမာကားတစ်စီးလုံဖို့အတွက်ကိုတန်နေလို့မယ်နော်တန်နေလို့မယ်ကြီးနေလို့မယ်ဗလဲဒီဗလဲတန်နေကြီးနေနော်နောက်တစ်ခုဗလဲအများကြီးပဲကွာပစ္စည်းတွေလိုတယ်ကွာအဲ့ဒီပစ္စည်းတွေအားလုံးက ဖန်ဆင်းရှင်ကဖန်ဆင်းတဲ့အရာတွေပဲလေအဲ့ဒါတွေကိုတို့ကယူပြီးတော့တို့ပြန်ပြီး process လုပ်တယ်တို့ပြန်ပြီးတော့ပြုတ်ပြင်တယ်ပုံစံတို့တို့လိုချင်တဲ့ပုံစံတို့လုပ်တယ်လုပ်ပြီးတော့ကားဆိုတော့တို့တီးထွင်တယ်အဲ့တော့လူသားကတီးထွင်လို့ပဲရတယ်ဖန်ဆင်းလို့တော့မရဘူးအဲဖန်ဆင်းတဲ့ရှင်ကဖန်ဆင်းရှင်ပဲဖန်ဆင်းလို့ရတယ် तू ဖန်ဆင်းရှင်ကဖန်ဆင်းလို့အရာတွေဖန်ဆင်းတဲ့အရာတွေကိုအတုံးချပြီးတော့မှလူသားကပြန်ပြီးတီးထွင်တာအဲ့တော့လူသားကဘလို့မှဖန်ဆင်းရှင်ကိုတွားကြုံလို့မရဘူးမဟုတ်ပါလားငါပြောတော့မဟုတ်ပါလားမသိဘူးโอเคအဲ့ဒါပဲကြီးလေးနော်မင်း မင်းနဲ့ငါဒီဘိတ်လုပ်ဖို့ရလဲကွာမင်းပြောတဲ့စကားတွေကဘောက်ဝင်မဟုတ်ကွာသိရမလားဒါပေမဲ့ဒီဘိတ်လုပ်ချင်ရတယ်ကွာမရှိဘူးမင်းငါဖိတ်ခေါ်တယ်နော်ငါဘွားငါ live လွင့်နေဆိုရင်ငါဒီအကောင့်နဲ့ငါ live လွင့်နေဆိုမင်းငါအကောင့်တွေကိုလာလို့ရတယ်နော်မင်းဒီဘိတ်လုပ်ချင်တယ်ဆိုပြီးပေါ့နော်ဘွားဒါပေမဲ့ပါဠိစာတော့လာမသုံးနဲ့နော်ပါဠိစာငါလည်းမသက်ဘူးဗမာစကားနဲ့ပဲပြောငါလည်းမင်းမင်းနားလည်တဲ့စကားနဲ့ငါပြောမယ်မင်းလည်းငါနားလည်တဲ့စကားနဲ့ပြောနော်โอเคဒါပဲအားလုံးကျေးဇူးတင်ပါတယ်